နီးပညာကိုအားပြုပြီးတိုးတက်တဲ့နိုင်ငံအဖြစ်တည်ဆောက်နိုင်မှုအတွက်အစိုးရအနေနဲ့နီးပညာပြပွဲတွေအပေါ်အားပေးကူညီရမယ်လို့ကွန်ပျူတာလုပ်ငန်းရှင်အသင်းကပြောပါရယ်အောင်ဆန်းဦးကသတင်းပေးပို့ထားပါရယ်ရှင်မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းရဲ့စီစဉ်မှုနဲ့ ID Company 90ကျော်ပါဝင်တဲ့နိုင်ငံတကာနှီးပညာပြပွဲကိုရန်ကုန်မြို့ Novotel Hotel မှာဒီဇင်ဘာ6ရက်နေ့ကနေ10ရက်နေ့ထိကျင်းပနေပါတယ်။နေ့စဉ်နဲ့များတိုးတက်ပြောင်းလဲလာတဲ့နှီးပညာတွေကိုမြန်မာနိုင်ငံသားတွေအနေနဲ့စင်စစ်မပြတ်လေ့လာနိုင်ဖို့နဲ့ နီးပညာကို အားပြုပြီးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ဖို့အတွက်အစိုးရအနေနဲ့နီးပညာပြပွဲတွေကိုအားပေးကူညီဖို့လိုအပ်တယ်လို့လည်းမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးကပြောပါဗျာ digital နီးပညာတွေကဒါဒီနိုင်ငံတော်တိုးတက်ရေးအတွက်ကအထောက်အပံ့ပစ်စေတဲ့ tools တစ်ခုဖြစ်သုံးကြပါဆိုပြီးတော့เนาะတော့ဒီဟာတွေကလည်းအအစိုးရအနေနဲ့လည်းသဘောပေါက်ပြီးတော့အားပေးမှုတွေကတော့အများအားဒါအဲ့ဒါအားလိုက်လောက်သွားမှာပေါ့နိုင်ငံကနီးပညာပြပွဲမှာပြသတဲ့ကုမ္ပဏီတွေအနေနဲ့ အများပြည်သူရဲ့ယုံကြည်မှုကိုပုံမရရှိစေတယ်လို့ပြပွဲမှာဝင်ရောက်ပြသခဲ့တဲ့ကုမ္ပဏီတွေကဆိုပါတယ်။ဒါပေမဲ့ငွေကြေးကုန်ကျစရိတ်မြင့်မားတဲ့အတွက်နိုင်ငံတကာနည်းပညာပြပွဲမှာပါဝင်ပြသနိုင်တဲ့မြန်မာနိုင်ငံသားကုမ္ပဏီတွေဟာအနည်းငယ်သာရှိတယ်လို့လည်းပြပွဲစီစဉ်သူတွေကပြောပါတယ်။ဒီလိုမျိုးပူးပေါင်းလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်း ဟိုကျွန်တော်တို့ MPD ကလည်းဘယ်လိုစားပိတ်အသိလေးတွေကိုဟိုပေးနေရဆိုတာကိုလည်းပြည်သူလူထုကိုကျွန်တော်တို့ကလည်းဒီကနေ့တဆင့်ပြီးတော့နော်ဟိုဟိုအကြောင်းကြားနေတာပေါ့မစိတ်လေးပေးနေတာပေါ့နော်ဘယ်ရဲ့ innovation တွေ project ဖြစ်တဲ့အတွက်ဒါအခမ်းအနားကလည်း innovation တွေစီးတိုင်းပဲဈေးကြီးတယ်ပေါ့နော်ကျွန်တော်ဒီ mobile innovation တွေနဲ့ပါဝင်လာတဲ့အတွက်ကြောင့်တော်တော်လေးအားထုတ်မှန်းနေတာဖြစ်တယ်လက်ရှိကျင်းပနေတဲ့နိုင်ငံတကာနည်းပညာပြပွဲဟာ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်တင်းကဥဆောင်ပြီးတတိယကြိမ်မြောက်ကျင်းပတဲ့ပြပွဲတစ်ခုဖြစ်ပါတယ်ဒီပြပွဲမှာမြန်မာနိုင်ငံသားတွေနဲ့ထိတွေ့မှုနှဲပါနေသေးတဲ့ဂျူရုဆက်သွယ်ရေးကုမ္ပဏီတွေနဲ့အင်တာနက်ဖိုင်ဘာကုမ္ပဏီတွေလည်းပါဝင်ပြသခဲ့ပါတယ်ခင်ဗျာကျွန်တော်ကတော့အောင်ဆန်းပါ